ဲ့ဆက်လက်ပြီးတော့ကျွန်တော်တပတ်တာအတွင်းဂျာတာပရိသသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာအခြေအနေကိုလမ်းညွှန်တော်မှာဖြစ်ပါတယ်အဲ့တော့22မှ9ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့9ရက်ဇူလိုင်လ2025စနေနေ့ထိတပတ်တာကာလအတွင်းကျွန်တော်တို့ဂျာတာပရိသသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲဒီတော့မှဆိုရင်တော့ကိုကလောက်တိုင်းဖြစ်မဲ့တပတ်တာဖြစ်ပါတယ်နော်ကို လုတ်တိုင်းဖြစ်မဲ့တပတ်တာပါအဲ့တော့ကိုလုတ်ကန်ကြံစီတာတွေကအောင်မြင်မှုရမယ်လုတ်တိုင်းဖြစ်နေမယ်အကျိုးကျေးဇူးပေးနေမယ်ဟဲ့လားအကိုရဲ့လုတ်တရားပုံမှန်ထက်ကိုပို့ပြီးတော့အားကောင်းမဲ့တပတ်တာအောင်မြင်မှုတွေရမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့ယာရုတိုးတာတို့အလုံးမှနေရာကောင်းရတာတို့ခွင့်ထူးကောင်းရတာမျိုးတို့ဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကစနပြောသလိုပဲဒီတပတ်တာမှာဟဲ့လားအကျိုးတူပူပေါင်းဆောင်ရမယ်အလုတ်တွေစက်တုရှက်ရအလုတ်တွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်ကိုပြောဆိုရေးစကားတွေအောင်မြင်မယ်အဲ့တော့ကိုပြောပြလိုက်လို့ဘယ်ကိစ္စအဆင်ပြေသွားတယ်အောင်မြင်သွားတယ် ဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ရောင်းဝယ်ပွဲစားကိစ္စတွေဆိုရင်ဒီတစ်ပတ်မှာဟလာအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်เนาะအဲ့တော့ဒီတစ်ပတ်မှာနောက်တစ်ခုကအဘာလဲဆိုလို့ရှိရင်ကိုကပျော်ရွှင်စရာကောင်းတဲ့အချိန်နေအချိန်ခါမျိုးကြုံရမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဟလာပျော်ရွှင်စရာခྱི་တွေကောင်းသောခྱི་တွေပျော်ပွဲစားခྱི་စသဖြင့်ပျော်ပျော်ရွှင်မှုခྱི་အောင်မြင်လို့အောင်ပွဲခံတဲ့ခྱི་ ဒါမျိုးတွေသွားရတတ်တယ်အဲ့တော့အရေးကြီးခီးကိစ္စခီးနီခီးဝေးခီးကိစ္စတွေလုံမယ်ဆိုရင်အဲလှုပ်ချင်းပြအောင်မြင်မှာဖြစ်ပါတယ်ဒီဘက်မှာအဲ့ဒီလိုပဲအခြားသောကိုယ့်အတွက်လှုပ်ဖို့ကင်ဖို့အရေးကြီးတဲ့ကိစ္စတွေကြံစည်ရထားရဆိုလှုပ်ချင်းပြအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့နှစ်ဖက်နှစ်တန်းအထူးဖြစ်ကိုယ်ပိုင်လုပ်ငန်းအယောင်းဝယ်တွေအလွန်အားကောင်းတဲ့တပတ်တာဖြစ်တယ်နော်အကိုဟာပြီးခဲ့တဲ့ကာလနဲ့မတူဘဲနဲ့လွတ်လပ်ပေါ်ပါနေမယ်အခက်အခဲတွေပူပင်တော့ကတွေစိတ်ညစ်စရာတွေကနေဟလာလွတ်မြောက်လာတဲ့အချိန်ကာလလို့ပြောလို့ရပါတယ် အဲ့တော့ကိုစူးစမ်းထားတဲ့အရာတွေဟာဒီတစ်ပတ်မှာမှပုံပုံပြီးတော့အရာထင်ပြီဆိုတော့တပတ်တာကာလလို့ပြောလို့ရပါတယ်နော်အဲ့တော့ကိုကဘတ်စုံတောင်းစုံမှာကိုလှုပ်တာတွေကအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကလည်းအကျိုးကျေးဇူးတွေရတယ်အကျိုးမြတ်တွေတစ်ဖက်ကလည်းအကောင်းကျိုးတွေအကျိုးကျေးဇူးတွေအကျိုးမြတ်တွေဆိုတာမျိုးတွေခံစားရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့ဝင်ငွေနှစ်မျိုးဝင်တတ်တယ်နော်ဟာလားအလုံးနှစ်မျိုးလောက်ရတတ်တယ်ဟာလားဝင်ငွေတွေကောင်းမလဲဆိုတော့တပတ်တာဖြစ်တယ်အနာပြုပြေမယ် စံပွဲပြင်မယ်ဟုတ်လားပညာရက်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေအတွက်ဆိုရင်လည်းဒီတော့မှအထူးကောင်းမွန်တဲ့တပတ်တာကာလလို့ပြောလို့ရပါတယ်အဲ့တော့အဲဒီတော့မှကျမကြီးနဲ့ဆိုရင်လည်းပူစရာမလိုဘူးကျမကြီးဟုတ်လားကံကောင်းတဲ့တပတ်တာ ဖြစ်ပါတယ်အဲ့တော့ကျမကြီးရှူတော့အောင်ကြည့်မယ်ဆိုရင်လည်းကျမကြီးအတွက်စိတ်ချမ်းသာရမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့အဲ့ရတဲ့လဲချူကြနေတဲ့မိတ်ဆွေတွေရှိရင်တော့ပြန်ကောင်းတဲ့တပတ်တာဖြစ်ပါတယ်ငွေဝင်အားကောင်းတယ်ငွေကြေးနဲ့ပတ်သက်မမျောလင်းမင်းနဲ့ငွေဝင်မယ်ငွေကန်ကောင်းတယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့အခြေမြေတားရေးနဲ့ပတ်သက်လာရင်လည်းဒီတစ်ပတ်မှာကံကောင်းတယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်ချစ်သူဤစားတစ်တွေရတတ်တယ်အခြေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေကနေလွင့်ပြောက်ပြီးတော့အဲ့ဒါပျော်ချင်စရာကောင်းတဲ့အခြေအနေမျိုးတွေကိုဖန်တီးနိုင်မဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်အားဖြင့်ဒီဘက်မှာတော့ကိုဟာရာဂိုင်းနှုံးဟာလားအများဆုံးရာဂိုင်းနှုံးဟာလားအများဆုံးအခြေအနေမှာကံကောင်းနေတဲ့နေရာမှာပါဝင်နေပါတယ်အဲ့တော့ရာဂိုင်းနှုံးအမြင့်ဆုံးအများဆုံးဒီ ကံကောင်းတွေထဲမှာပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ပတ်မှာကိုလုတ်တာတွေဟာအကျိုးပေးအရာတွေနေမယ်ပြီးခဲ့တဲ့ကာလတွေနဲ့မတူဘဲနဲ့စိတ်ချမ်းသာမယ်အောင်မြင်မှုတွေရမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကံကောင်းလက်ရှိကဏ္ဍကတော့ကျွန်တော်တစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းမိုးပြရအောင်ဖြစ်ပါတယ်ဂျာတာပရိသသမီးမိတ်ဆွေများတို့ပါ